ဟိုးရင်တက်မှန်တဲ့မိုင်းဖုံးဆရာတော်ဘုရားကြီးကတော့ရမဏိကမောင်ငလင်ကြီးတွေနဲ့အဘဝဘီအန်တွေများစွာလာမကိုကျူးမြင်နေတာဖြစ်တဲ့အတွက်ငလင်တန်းတင်ဒေတာတွေစီကိုသွားပြီးတော့တရားနာမြတ်တာပို့ခဲ့ပါရီမိုင်းဖုံးဆရာတော်ဘုရားကြီးဟာမြန်မာနိုင်ငံမှာသင်သာမကဘူးထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်တွေဘီရင်တွေလည်းအကုန်လုံးကူပဲပါရီတကယ်ကိုဘုံတကူကြီးတဲ့ဘုံကြီးတပါပါထူခြားတာကသူပြီးတဲ့ ပေါကနန်းတွေဟော်ကင်းနေဆိုရင်အပြစ်အကြောင်းကိုမှန်ကန်သတ်ပါရီကုဒီကောင်မာလေမိုင်းဖုံးဆရာတော်ဖျားကြီးကမြန်မာနိုင်ငံမှာဆက်ပြီးတော့ငလင်ကြီးတွေနဲ့တဘာဝပီအန်ဒီအများစွာမြန်မာပြည်သူတွေကြုံတွေ့ရမှာကိုကြုံမြင်နေတာဖြစ်တဲ့အတွက်အခုငလင်တန်းတိဒေသတွေစီကိုသွားပြီးတော့ကိုတိုင်ရရောက်သွားကူညီလူတန်းမှုတွေလုပ်ပေးပြီးတော့မေတ္တာပို့မှုတွေအထူးသဖြင့်ထက်လာမယ့်ငလင်တွေကိုတားဆီးတဲ့အနေနဲ့မေတ္တာပို့မှုတွေလှူဆောင်ခဲ့ကြောင်းသိရပါရီအခုလိုမျိုးအနာဂတ်ကိုကြုံမြင်နေတဲ့ မိုင်းဘုံဆရာတော်ဖျားကြီးကကြီးကြီးမမောက်ကိုပြင်ဆင်ခဲ့တာပါ။ဒါကြောင့်မလို့လေသူတို့မိုင်းဘုံမြို့ကနေထွက်လာကြတဲ့ကကအစီ40ခန်းနဲ့မိုင်းဘုံဆရာတော်ဖျားကြီးတို့ရဲ့အဖွဲ့ကထွက်လာခဲ့တာပါ။အဲ့ဒီကနေအဲ့ဒီကအစီ40လောက်ပါလာတဲ့ရင်တန်းဟာတာချီလေးမိုင်းဆက်သွားကားလန်အတိုင်းထွက်ခွာခဲ့ပြီးမိုင်းပံမြို့တောင်ကြီးမြို့မန္တလေးမြို့တို့မှာညအီနာဖြစ်ပါရီ။မန္တလေးမြို့မှာငလင်ကူကြီးထောက်ပံ့ရင်ပစ္စည်းတွေကိုသိမ်းထောင်ကျော်နော်အဲ့လောက်ဖိုးလောက်လှူဒန်းခဲ့တာဖြစ်တယ်။ အဲ့ဒီပြင်ပြည်ဦးလေးမြို့ကနေမန္တလေးမြို့ကိုကြွားခဲ့ပြီးနေပြည်တော်ကိုသွားရောက်ခဲ့တာပါပြီးမှရောင်မြို့ကိုလာခဲ့ပြီးတောင်ကြီးမြို့ကို ပြန်သွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီမြို့ကြီးတွေမှာရှိတဲ့เนาะပြည်သူပြည်သားတွေကအကုန်လုံးမိုင်းဖုံးဆရာတော်ဘုရားကြီးကိုလူတန်းကြတွေကိုကိုွယ်ကြတွေပေါ့ဗျာအဲ့ဒီမှာထူးခြားတာကမိုင်းဖုံးဆရာတော်ဘုရားကြီးကငလင်ကြီးထက်လာမယ်သူအနေနဲ့လည်းအကောင်းဆုံးမေတ္တာပို့တားဆီးပေးထားတယ်ဆိုပြီးတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်ဗျ